လုံးမင်္ဂလာပါတို့တမလို့ရေးဒီချေစင်မရှင်အဲ့တော့ဒီဗီဒီယိုလေးထဲမှာတော့ဒီချေတို့ဒီကမိကုနံပါတ်3ကိုတောင်းလိုက်ကြရအောင်ဒီကမိကုနံပါတ်3ရဲ့မိကုလေးကိုဖတ်ကြည့်ကြမယ်နော်1.53 1.53 9 နှစ်တသမ5ရှစ်နဲ့နှစ်တသမ5လီလီတို့ကိုနိုင်ရှင်ကြပြီးဟုတ်ပြီတအားသမီးခြေတို့ကငွေလီတွေကဂိမ်းတွေကိုလေ့လာတယ်လေ့လာပြီးတော့ရဆိုလို့ရှင်အဲ့ဒီဂိမ်းတွေကိုဂိမ်းမြင့်ပေါ်မှာနေရာချတာပဲလीနော်အခုလည်းဒီခြေတို့ကထောင်လီစိတ်တီတသမဂိမ်းလီတွေကိုဂိမ်းမြင့်ပေါ်မှာနေရာချမှာဖြစ်ပါတယ်ဒါဆိုရင်လုံးလုံးစေဂိမ်းမြင့်ကိုတစ်ချက်လောက်လေ့လာကြည့်ကြရအောင်ပါ အဲ့တော့ gaming ကိုလေ့လာကြည့်လိုက်တော့တအားတို့တမလို့ရေးဗာလေးတွေ့ရပါတယ်။ခြေရို2.5 5ခြေရို2.6၊ဇာထဲမှာက2.5 5ဟုတ်ပါရဲ့အားဆိုလို့ရှိရင်ဒီခြေရို2.5နဲ့2.6နဲ့เนาะသူတို့ရဲ့ ကွာခြားချက်ကဘယ်လောက်လဲဟိဟုတ်ပါတယ်သူတို့နှစ်ခုရဲ့ကွာခြားချက်က၃ညတသမာ1ရှိပါတယ်အဲ့တော့၃ညတသမာ1ဆိုတာက7လီစိတ်လीเนาะဟုတ်ပါပြီအဲ့ဒီ7လီစိတ်ကိုဒီချေတို့နောက်ထပ်7စိတ်စိတ်ထားတာလေးကိုရှာကြည့်ကြရအောင်အဲ့တော့ဒီမှာပါရှင်အဲ့တော့10စိတ်20စိတ်30စိတ်40စိတ်50စိတ်60စိတ်80စိတ် ကိုစိတ်စေစိတ်လေးနော်ဒါကြောင့်မလို့ဒီအစိတ်ကလေးတွေကစေလီစိတ်ကိုစေစိတ်စိတ်ထားတဲ့အတွက်ဒီအစိတ်တစိတ်ကဘယ်လောက်ရှိပါသလဲဟုတ်ပါတယ်ရာလီစိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့၃ညတသမ၃ညတိရှိပါတယ်ရှင်ဟုတ်ပြီနော်အဲ့တော့၃ညတသမ၃ညတိရှိရဆိုလို့ရှင်ဒါတို့တမလို့ရေသူတို့ရဲ့တန်မှုလေးတွေပြောပြကြရအောင်အဲ့တော့နေတသမ၅တနေတသမ၅နှစ်နေတသမ၅၃နေတသမ၅လေးနေတသမ၅၅နေတသမ၅၆ နှစ်တသမာ5ခုနှစ်တသမာ5ရှင်နှစ်တသမာ5ခုနှစ်တသမာ6ဖြစ်တယ်လေနော်ဟုတ်ပါပြီ6သုံးညဆိုတော့နှစ်တသမာ6သုံးညဆိုတော့နှစ်တသမာ6ပေါ့နော်ဟုတ်ပြီအားဆိုလို့ရှင်ဒီကျေတို့ဒါလေးက10လီစိတ်ကို10စိတ်စိတ်ထားတော့ဒါလေးကရာလီစိတ်ပေါ့သုံးညတသမာသုံးညတဲ့ဒါဆိုရင်ရာလီစိတ်ကို10စိတ်စိတ်ထားရင်ကြတော့ဒီရာလီစိတ်ကဘယ်လောက်လဲဟိဟုတ်ပါတယ်ထောင်လီစိတ်ဖြစ်ပါတယ်သုံးညတသမာသုံးညသုံးညတဲ့ဖြစ်တာပေါ့ ရမလားကစ်တာလေးကိုနားလည်သွားပြီဆိုလို့ရှိရင် DJ တို့ကဒီပေးထားတဲ့ နော်ထောက်လီသိအထိတသမဂိမ်းလေးတွေကိုဂိမ်းရင်းပေါ်မှာနေရာချပါမယ်။ဟုတ်ပါပြီအားဆိုလို့ရှင်လာတကျေတို့နေရာချကြရအောင်ပါ။ Okay အဲ့တော့ဒါတို့တမလို့ရေမိကုန်းနံပါတ်ကကြီးဂိမ်းတစ်ခုစီကိုတဲ့အထက်ပါဂိမ်းရင်းပေါ်တွင်မြားဆွဲပါဟုတ်ပြီအားဆိုတကျေတို့မြားဆွဲလိုက်ကြရအောင်ဒါဆိုရင်ဒါလေးကိုတကျေဖြတ်ပါမယ်။အဲ့တော့ဒါတို့တမလို့ရေ1.53 1.53ကဘယ်နေရာလေးမှာလဲဟဲ့ဟုတ်ပါတယ် နှစ်တသမ5တနှစ်တသမ5နှစ်နှစ်တသမ53ဒီနေရာလေးပါနော်အဲ့တော့ညာလေးထုတ်လိုက်မယ်ရေးလိုက်ပါနှစ်တသမ53 okay အဆိုလို့ရှိရင်ဒီချက်ဒါလေးဖြတ်လိုက်တော့မယ်နော်ဟုတ်ပြီနော် yes အဆိုရင်စက်သားကြရအောင်ဒါလေးတွေပါဖြတ်ပါပြီ okay အဆိုလို့ရှိရင်နှစ်တသမ53ခုနှစ်အဲ့တော့နှစ်တသမ53ခုနှစ်ဆိုတာကဘယ်နေရာလေးလဲဟုတ်ပါတယ်ဒီချက်တို့နှစ်တသမ5ရဲ့ 6000ရိတ်ခွနဲ့စိတ်ရဖြစ်ပါတယ်။ဒါကြောင့်မလို့1.539ဆိုတာကဒီနေရာလေးပေါ့။အဲတော့1.539 1.539 3 3 3 4 3 5 3 6 3 9ဒီနေရာလေးဖြစ်ပါတယ်ရှင်။ဟုတ်ပြီနော်။ဒါလေးက1.539 3 9ချက်တာပေါ့။ ။ Okay ပြီးတော့ရေဆိုလို့ရှင်ဆက်သွားကြရအောင်။1.58တော်တမလို့ရေ1.58ကပဲနေရာလေးလေ။ဒါလေးက1.55 1.55 6 1.55ခု1.58 1.58ဒီနေရာလေးပေါ့။1.58ရပြီနော်။ โอเคပြီးတော့ပြီဆိုလို့ရှင်2.544အဲ့တော့2.544ဆိုတော့ကြည့်ရအောင်2.5ဆိုတော့2.5ကိုကျော်ပြီးတော့ဘယ်လောက်လဲ၄စိတ်ဆိုတော့2.5 5 3 5 4ဆိုတော့ဒီနားလေးအဲ့ဒါကိုမှနောက်ထပ်ထောင်၄စိတ်က၄စိတ်ဆိုတော့2.54ကိုကျော်ပြီးတော့၄စိတ်1 2 3ဒီနေရာလေးပေါ့2.5 5 4 4 ဟုတ်ပါပြီ။ OK အဲ့ဆိုလို့ရှိရင်မိကိုနံပါတ်ကာကြီးဒီကျလို့ပါလေလေ။ကိန်းတစ်ခုစီကို အထက်ပါကိမြင့်မော်ရယ်များဆွဲပါဆိုတော့ဒီကျေလို့ဆွဲပြီးတောင်းပါပြီခဲဆွဲပြီးတောင်းပြီဆိုတော့မိကုနံပါတ်ခောက်ခွေလေးသွားကြရအောင်1.53 1.53 9 3 9 8နဲ့1.55 1.54လေးတို့ကိုငယ်စဉ်ကြီးလိုက်စီပါအဲ့တော့တို့သမလို့ရေကျေလို့ကိမြင့်ပါဆိုလို့ရှိရင်ညာဘက်ကိုရောက်သွားလေးလေးကိနေကကြီးသွားလေးလေးဘယ်ဘက်ကိုရောက်လေးလေးကိနေကငယ်လေးလေးအဲ့တော့ဒီကျေလို့ဒီများထူရတဲ့ကိနေကိုပဲကြီးကြရအောင်ငယ်စဉ်ကြီးလိုက်စီမယ်ဆိုတော့အငယ်ဆုံးအစားစ င်မယ်ဒီများတို့ရတဲ့ကိန်းဒီထဲမှာငွေသုံးကဘယ်သူလဲဟိဘယ်ဘက်အစုံဆုံးမှာရှိတဲ့ကိန်းကိုပြောအောင်ပါပေါ့ဒါဆိုရင်ဘယ်လောက်လဲနေတက်တမ939ပေါ့ပြီးတော့ဒီဆိုလို့ရှိရင်ဒါလည်းမရှိတော့ဆိုရင်နောက်ထပ်ဘယ်ဘက်အစုံဆုံးမှာရှိတဲ့ကိန်းကဘယ်သူလဲနေတက်တမ93ပေါ့ပြီးတော့ရင်သူလည်းမရှိတော့ဆိုရင်ဘယ်ဘက်အစုံဆုံးမှာကနေတက်တမ9လေးလေးပေါ့ကြည့်တာဆိုရင်တော့ညာဘက်မှာရှိတာကနေတက်တမ ချက်ဖြစ်ပါတယ်ရှင်ဟုတ်ပြီနော်အဲ့တော့ဒါလေးတွေကိုဒီချေတို့ဒီချေကငယ်စဉ်ကြီးလိုက်လေစီမယ်ဆိုတော့လာငယ်ဆုံးကနေဒီချေစကြည့်ပြပါမယ်နေတသမ539နေတသမ53နေတသမ54နေတသမ ဟုတ်ပြီတအားတမလို့ခြေရုကကိန်းဒီကိုနှိုင်းရှင်တဲ့အခါမှာနော်အနည်းဆုံးကနန်းနေရာကနေနှိုင်းရှင်ရပါမယ်အရင်တော့အပြေကိန်းဒီကိုနှိုင်းရှင်တော့ကလည်းအဲ့ဒီအတိုင်းပဲလေအငြင်းဆုံးကနန်းနေရာကနေနှိုင်းရှင်ရတယ်နော်အဲ့တော့ဒီထဲမှာဆိုရင်အငြင်းဆုံးကနန်းနေရာအကြီးဆုံးကနန်းနေရာဒီခြေရုခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ခုကိန်းဒီတွေကိုကြည့်လိုက်တော့ခုကိန်းဒီတွေက1 1 1ဘာဖြစ်နေပါသလဲဟုတ်တယ်1ကျည်ကြီးပဲဖြစ်နေပါတယ်ရှင်ဒါကြောင့်မို့လို့တူနေတဲ့အတွက်ကြောင့်မို့လို့ဒီခြေရုအနောက်ကိုတနေရာဆုံးတော့စေလီစိတ်တွေနှိုင်းရှင် င်ကြရအောင်တယ်လီတိတ်နေရာမှာလည်း9 9 9ဗားရီပဲလဲဟိ9ရီကြီးပါပဲဟုတ်ပြီနော်တူနေရအတွက်ကြောင့်မလို့အနောက်ကိုထပ်ဆုံးယာလီတိတ်နေရာကိုဆုပ်ပါမယ်ယာလီတိတ်နေရာမှာကျတော့3 3 4 8ဟုတ်ပြီနော် ဲ့တော့၃ညရင်၃ရင်၄ရက်၈ရက်ဖြစ်ပါတယ်တူနေသေးလားဟိမတူတော့ဒီချက်ဒီခုနှစ်လေးကိုဒီဘက်ကိုတူလိုက်ပါမယ်ဟိโอเคအဲ့တော့မတူတော့တဲ့အတွက်ကြောင့်မလို့ကျေလို့ငယ်ချင်းကြီးလိုက်ကြီးလို့ရပြီနှိုင်းရှင်လို့ရပါပြီအဲ့ဒီတည်းမှာအငယ်ဆုံးကဘယ်သူလဲဟိဟုတ်ပါတယ်၃ညကအငယ်ဆုံး၃ညတဲ့ငယ်တာကအဲ၃ညတဲ့နည်းနည်းကြီးတာက ဒါဆိုရင်တုံညမရှိတော့ဘူးเนาะအဲ့တော့3 4ရှင်မှာဘယ်သူငယ်သေးလဲ3000ငယ်ပါတယ်ပြီးတော့400ငယ်ပါတယ်ပြီးတော့အကြီးဆုံးက10ပေါင်းဒါကြောင့်မို့လို့ဒသမကိန်းကြီးကိုနှိုင်းရှင်တဲ့အခါမှာလေဒီကျေတို့ကအမြင့်ဆုံးကဏ္ဍနေရဒီဘက်အာဒီဘက်ရှေ့တော့ပေါ့နော်ဒီဘက်အရှေ့ကနေပြီးတော့မှစပြီးတော့မှနိုင်ရှင်ရမယ်တူနေရဆိုရင်အနောက်ကိုတနေရဆုပ်ပြီးတော့မှနိုင်ရှင်ရမယ်နော်အပြည့်ကိန်းနေနိုင်ရှင်နေပုံစံတစ်တိုင်းပါပဲရှင် ပြက်ပြီးသားပြီဆိုလို့ရှိရင်တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခြေတို့လေ့ကျင့်ခန်းလေးလုပ်လိုက်ကြရအောင်ပါ။ဒါတို့တမလို့ရေကွက်လက်မှာ greater than သူမဟုတ် less than တင်ဂီတာဖြစ်ပါ။နံပါတ်ကကြီး3တက်တက်မှာ3 sorry ဒီခြေခုနကအင်္ဂလိပ်လိုပြောလိုက်တယ် greater than သူမဟုတ် less than အဲ့တော့ greater than ဆိုတော့ကဒီခြေတို့ဗာလေးလဲထက် gb အလေးကကြတော့အောက်ငယ်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့ဒီခြေတို့ကဒီခြေကတော့အလွယ်မှတ်တဲ့အနေနဲ့ကြီးတဲ့ဘက်ကိုဒီခြေကပါစက်ကလေးဟာပေးလိုက်မယ်။ ဟုတ်ပြီနော်အဲ့တော့လာနိုင်ရှင်သားရအောင်3.183 3.169အဲ့တော့အမြင့်ဆုံးကနန်းနေရာဆိုတော့ခုနေရာနိုင်ရှင်မယ်ခုနေရာမှာ3 3တူနေတယ်အနောက်ကိုဆုံးမယ်ဆယ်လီစိတ်နေရာကိုနိုင်ရှင်နော်ဆယ်လီစိတ်နေရာမှာ7 7ဘာဖြစ်လဲတူနေတော့မယ်ယာလီစိတ်နေရာကိုနိုင်ရှင်မယ်9 6ဘယ်သူကြည့်လဲဟိ9ကြည့်ရကြည့်တဲ့ဘက်ကိုပါဇက်ကလေးဟာပြီးလိုက် ဆိုလိုတဲ့သဘောက1တသမ sorry 3.183ဒီ3.169ထက်ကြီးတယ်ဆိုတဲ့အတိပ္ပယ်ဖြစ်ပါတယ်။နံပါတ်ခောက်ပြီးသွားရအောင်ဟိ1တသမ3932 1တသမ1အမြင့်ဆုံးကဏ္ဍနေရာနေနိုင်ရှင်မယ်။အဲတော့ခုနေရာမှာ1ခုနေရာမှာ1စက်လီစိတ်နေရာမှာ3ညစက်လီစိတ်နေရာမှာ2ဘယ်သူကြီးလဲဟိ2ကကြီးပါတယ်ကြီးရဲ့ဘက်ကဗဇက် ဟာအဲတော့ဆိုလိုတဲ့သဘောက1.3392ဒီ1.3192အငယ်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခြေရုကအတမကိန်းကိုနိုင်ရှင်တဲ့အခါမှာတို့တွေကဘာဖြစ်လဲဆိုတော့အဲခဏအီကြီးအတော့နဲ့မဆိုင်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ခဏကြီးအတွက်များနေပြီမဲ့နေတာ၄ရှိတယ်ခဏကြီးအတွက်နေပြီမဲ့ကြီးတာ၄ရှိเนาะဟုတ်ပြီเนาะအဲ့တော့ခဏအီအတွက်နဲ့မဆိုင်ပါဘူးရှင့်โอเคเนาะ တော့ခဏရီအတွက်များလေလေဒူတွေကငယ်သွားလေးပဲလေခဏရီအတွက်နေလေလေကြီးလေလေပဲပေါ့ဟုတ်ပြီနမကငယ်သွားကြရအောင်ဟိ3 4.456 4.543နိုင်ရှင်မယ်အမြင့်ဆုံးခဏနေရာကနိုင်ရှင်တော့ အဲ့တော့ခုနေရာမှာ၄ခုနေရာမှာ၄ဆယ်လီစိတ်နေရာမှာ၄ဆယ်လီစိတ်နေရာမှာ၅ဖြစ်သွားပါပြီမတူတော့ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကြီးရဲ့ဘက်ကိုပါဇာဟာ၄နဲ့၅နဲ့ဘယ်လိုကြီးလဲ၅ကကြီးပါတယ်ရှင်ဒါကြောင့်မလို့ဆိုလိုတဲ့သဘောက၄တသမ၄၅၆၄တသမ၅၄၃အောက်ငယ်ဒီဆိုတဲ့အဓိပ္ပာယ်ပါရှင်ဟုတ်ပြီနမခါကြည့်ကြကြရအောင်902တသမ6 68.2အဲ့တော့ဒါတို့တင်လို့ရဒီမှာကယာနေရာတိရှိတယ်ယာနေရာတိကနန်းသုံးလုံးရှိပါတယ်ဒီမှာက10နေရာတိပဲရှိတယ်အဲ့တော့10နေရာနဲ့ယာနေရာဘယ်သူကြီးပါတယ်လဲယာနေရာကကြီးတာပေါ့ဒါကြောင့်မလို့ကြီးရဲ့ဘက်ကိုဗဇက်ကလေးဟာပြီးလိုက်ပါရှင်ဆိုလိုတဲ့သဘောက90 900.6ဒီ68.28ခွနစ်ချက်ကြီးတီဆိုတဲ့အတိတ်ပဲဖြစ်ပါရဲ့ရှင်နားလည်ပါပြီလားဟုတ်ပါပြီနော် ုတ်ကဲ့အဲ့ဒီမှာနမကာကြီးရလေဒီချက်တို့မေကွန်းမာတဲ့ပုံစံမျိုးလို့ဖြစ်နေတယ်เนาะအဲကြောင့်မလို့ဒီချက်နမကာကြီးကိုတစ်ချက်လောက်ပြင်ပြီးပါမယ်ရှင်အဲ့တော့ဗာလေးလဲဆိုလို့ရှင်60ဒသမ2ချောင်းနဲ့ 68.2တက်မှ2.9ဖြစ်ပါရဲ့ရှင်။ကြည့်ဒါဆိုလို့ရှိရင်ဒီလိုပုံစံဆိုရင်ယွန်းဒီလိုပုံစံဆိုလို့ရှိရင်တော့တအားသမလို့ရေ10နေရာမှာ9 10နေရာမှာ9ခုနေရာမှာ3ညခုနေရာမှာ8ဒါကြောင့်မလို့ဘသူကြီးတယ်လဲဟဲ့ဟုတ်ပါရဲ့68ကကြီးပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့တို့တွေဘာလို့မလဲကြီးတဲ့ဘက်ကိုပါဇက်ကလေးဟာပေးလိုက်ပါရှင်။ ရမယ်နော်အဲ့တော့ဆိုလိုတဲ့သဘောက90.26တက်သမား2ခွန်း90.26တက်သမား2ခွန်းအောက်ငယ်သည်ဒါလေးကမိကုန်လေးမှားနေတာပါဒါပေမဲ့ဒီချေကနှစ်မျိုးလုံးပြောပြထားပါတယ်အဲဒီစာအုပ်ထဲမှာပါနေတဲ့မှားနေတဲ့ပုံစံလေးနဲ့လည်းဒီချေရှင်းပြထားတယ်အဲဒါလေးကိုအမှန်လေးပြင်ပြီးတော့လည်းဒီချေရှင်းပြထားတာဖြစ်ပါတယ်နော်ဟုတ်ပါပြီအာဆိုလို့ရှိရင်တအားသမီးတွေထောင်လီစိတ်ထိတက်သမားဂိမ်းတွေကိုမင်းတို့တွေကဂိမ်းမြင့်ပုံမှာနေရာချတတ်ပါပြီလား โอเคပြီးတော့ပြီဆိုလို့ရှိရင်ရောဂိတ်နေကိုနိုင်ရှင်တက်ပါပြီလားနိုင်ရှင်တက်သွားပြီเนาะအားဆိုရင်ဒီဗီဒီယိုလေးကိုဒီနားလေးမှာတပိုင်းဒီချက်ခဏရက်ပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ဘိုင်ဘိုင်